ရခိုင်ပြည်ကနေရန်ကုန်ကိုငွေပေးကကွင်းစားအဆက်အသွင်းနဲ့သွားတဲ့သူတချို့ဖမ်းဆီးခံရပြီးစစ်မှုထမ်းဖို့ပို့ဆောင်ခံရမှုတွေရှိနေတယ်လို့သိရပါတယ်။ရခိုင်ကနေပွင်းစားအဆက်အသွင်းနဲ့ရန်ကုန်ကိုသွားတဲ့သူတချို့ဟာရခိုင်နဲ့နေဆက်အေယဝတီတိုင်းပဲခူးတိုင်းနဲ့မကွေးတိုင်းတွေမှာဖမ်းဆီးခံရပြီးစစ်မှုထမ်းဖို့ပို့ဆောင်ခံနေရပေမဲ့တချို့ကတော့တရင်အဆက်အလက်တွေကိုမသိရှိရသေးဘူးလို့ဒေသခံတချို့ကပြောကြပါဗျ။ အမ်မြူနေကခလေး၃ယောက်ရဲ့ဖခင်အသက်30ကျော်အရွယ်အမျိုးသားတယောက်ဟာပွေစားအဆက်အသွယ်နဲ့ငွေကျပ်16သိန်းပေးကရန်ကုန်ကိုသွားရမှာပြည်ဂိတ်နဝဒေတတာဂိတ်မှာဖမ်းဆီးခံရပြီးတော့စစ်မှုထမ်းဖို့ပို့ဆောင်ခံလိုက်ရတယ်လို့တတင်းရရှိပါရယ်အဲ့ဒီလူဟာအမ်မြူနေနေယုံတော်အုပ်စုနေယုံတော်ကြီးဝါက ကိုနေစောထက်38နှစ်ဖြစ်တယ်လို့သိရပါတယ်။သူ့ကိုအဆက်အသွယ်မရရှိတာတလနီးပါးရှိနေပြီဖြစ်တဲ့အတွက်မိသားစုတွေအနေနဲ့အထူးစိုးရိမ်နေကြတယ်လို့လည်းဆွေမျိုးတော်ဆက်သူတယောက်ကပြောပါတယ်။ရခိုင်ကနေပွေးစားအဆက်သွင်းတဲ့ရန်ကုန်ကိုသွားတဲ့သူတချို့ကိုပွေးစားရည်နဲ့ကားသမားတွေကငွေယူပြီးမှစစ်တပ်လက်ကိုအလိုက်တာတွေလည်းရှိတယ်လို့ဒေသခံတွေစီကနေသိရပါတယ်ရှင်။